Hello အားလုံးပဲမင်္ဂလာပါ United ရှိဘူးကနေကြိုဆိုပါရစေ။ဆိုတော့ Listener တို့ Martinez တို့ Malaysia တို့ ਨੇ ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်သာပြောကြည့်အောင်ပါ။ Malaysia ကတော့ Galatasaray ကခေါ်ဖို့အတွက်အမှန်ကန်စိတ်ဝင်စားလာပြီဆိုတဲ့အကြောင်းနဲ့ကျွန်တော်ဒါလက်ရှိ listener တို့ Martinez ရဲ့ injury ပြဿနာအခြေအနေပေါ့လေဆိုတော့ဒီနေရာမှာကျွန်တော်တို့ listener တို့နဲ့ပတ်သက်လို့ရှိရင် Manchester United ရဲ့ဘက်ကလက်ရှိခံမှန်းချက်တည်းအရဆိုလို့ရှိရင်တော့နောက်ခံကစားမဖြစ်တဲ့ Martinez ကိုအခုလက်ရှိ international break အပြီးမှာပေါ့နော်အသင်းနဲ့ ဒါအတူအုပ်စုလိုက်လေ့ကျင့်ခန်းကြီးပြင်ပြီးတော့စတင်နိုင်မှာဖြစ်တယ်ဆိုပြီးတော့ဗောနော်ဒါယူဆထားတယ်ဗောဗျာလက်ရှိမှာတော့လစ်ချာကရာသီဥတုပူနွေးတဲ့ကျွန်တော်ဗောနော်ဒီနေရာမှာလေ့ကျင့်ခန်းလှုပ်ဆောင်မနိုင်ဘူးနဲ့ပတ်သက်လို့ဒူဘိုင်းမှာဟိုဒူဘိုင်းကိုထွက်ခွာသွားတယ်ဒူဘိုင်းမှာကျွန်တော်တို့အနေနဲ့တည်တဲ့ကျွန်တော်အတင်းရဲ့ဘက်ကဆွဲပြထားတဲ့ program အနေနဲ့သူသူ့အတူကျွန်တော်က train နိုင်မယ်ဆိုတဲ့သဘောမျိုးပါဆိုတော့ listener တို့ martinez ဒီကျွန်တော်အဲဖြည်းဖြည်းချင်းတော့ပို့ပြီးတော့နီးဆက်လာပြီပေါ့လေကျွန်တော်ရှေ့ပိုင်းမှာပြောထားသလိုပဲ litcha ရဲ့ဒဏ်ရာက ဘယ်နေ့ဘယ်ချိန်ပြင်လာမလဲဆိုတာနဲ့ပတ်သက်လို့ကျွန်တော်တို့ဘာမှအတိအကျကျွန်တော်သိထားရတာကျွန်တော်မရှိသေးဘူးအဲ့ဒီတော့မာရီနက်စ်နဲ့ပတ်သက်လို့ရှိရင်အချိန်ကြီးကဟိုဘယ်ပွဲပါမယ်ဘယ်ပွဲမပါဘူးယတိပြက်ကြီးပြောလို့ပြောလို့မရသေးဘူးပေါ့နော် international break အပြီးမှမှကိုအတင်းကစားမာရီနက်စပြီးတော့လစ်ချင်ငယ်ဆင်းနိုင်အောင်မှာဆိုတော့တည်ကြတယ်တည်ကြပေါ့လေပေါင်းတင်တဲ့ပွဲစဉ်မှာလုံးဝပါနိုင်ဖို့ကျွန်တော်မရှိဘူးဒါအပြင်ကျွန်တော်အနေနဲ့ပေါ့နော်အဲအဲ့ဒီပွဲစဉ်ပါနိုင်ဖို့ကျွန်တော်မရှိတယ်လို့ ဒီလာမဲ့ထပါတော့ပြရှိလာမဲ့နှစ်ပွဲသုံးပွဲလောက်ကိုပဲမာတီနက်စ်ကိုတွေးရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒါကြောင့်ဘောနော်လစ်ချာအနေနဲ့ဟိုဖြည်းဖြည်းချင်းပြန်ကောင်းလာပြီဆိုတာပဲကျွန်တော်ကြည့်သူတင်ရမယ်တခုရှိတာကအဲ့ ACL injury တွေကတော်တော်ကိုသတိထားပြီးတော့ကင်တွဲရပါတယ်တော်တော်ကိုသတိထားပြီးတော့ကင်တွဲရပါတယ်ဘာလို့လဲဆိုတော့ဟိုပြန်ပြီးတော့ပေါ်လာရင်မတက်တာဘူးဘောနော်အခုဆိုလို့ချင်းကျွန်တော်ဒါ Rodrigo ဘာလို့ကိုကျွန်တော်ကြည့် ဒါပတ်ပြန်ပြီးတော့ injury ပြဿနာတခြားကြုံသွားတာတွေကျွန်တော်ရှိလာပြန်ပြီဆိုတော့ ASEAN ရတဲ့ကစားသမားတွေကိုအလို့တကြီးကျွန်တော်တို့မသုံးမိဖို့ကျွန်တော်လိုတယ်ပေါ့နော်ဒဏ်ရာကောင်းရင်ကောင်းတယ်လို့မျိုးကျွန်တော်တို့ဒါမသွားမိဖို့ကျွန်တော်လိုတယ်ဒါကြောင့် lecture အနေနဲ့လည်းအတင်းဘက်ကတည်တည်ကြာကျူးဆက်ပြီးတော့ဟိုကင်တွင်နေတယ်လို့ကျွန်တော်ပြောရမှာပေါ့ဗျာဆိုတော့နောက်တစ်ခုကမာလာစီယာပေါ့နော်ဒီနေရာမှာ Manchester Evening News ကတော့ Galatasaray ရဲ့ဘက်ကတော့ United နောက်ခင်ကစားသမားဖြစ်တဲ့ဒီမာလာစီယာကိုခေါ်ဖို့အတွက်ထိတ်ဆုံးကနေ ရေပန်းစားလာတဲ့အတင်းဖြစ်တယ်ပေါ့နော်ဟိုကလာဒါစာရီအနေနဲ့ဒီကစားမဖြစ်သူကိုနွေရသည်အပြောင်းရွှေ့မှာသူတို့အတင်းထံအမှန်ကန်ရအောင်ခေါ်ဖို့ကြိုးပမ်းနေတာမှန်ပြီးမဲ့လေလို့မလာစီယာကတော့ယူနိုက်တက်ကနေအခုထွက်ချင်နေတယ်အကယ်လို့မြန်ပေါ့နော်ဟိုတန်ကြီးရအများကြီးပေးစရာမလိုဘူးဆိုရင်မလာစီယာအနေနဲ့ပေါ့နော်ဇန်နဝါရီပြောင်းရွှေ့မှာအတင်းပြောင်းကောင်းပြောင်းသွားရနိုင်တယ်လို့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းဒီဇန်နဝါရီပြောင်းရွှေ့မှာ ဒါအတင်းကနေပြီးတော့လက်လုပ်ဖို့ကြိုးပမ်းကောင်းကြိုးပမ်းနိုင်တယ်ဂလာဒါဆာရီကလည်းတန်ကြီးမများဘူးဆိုရင်ဇန်နဝါရီမှာခေါ်ဖို့ကြိုးပမ်းကောင်းကြိုးပမ်းနိုင်တယ်ပေါ့ဆိုတော့ဂလာဒါဆာရီအနေနဲ့ဒီကစားမကိုຫນွေမှသူတို့ကလိုချင်တာဒါပေမဲ့လို့ကစားမကအထူးအခုထွက်ချင်နေတာအခုဆိုလို့ရှိရင်မလာဇီးယားကအရင်လိုမဟုတ်ဘဲနဲ့အတင်းနဲ့အတူလေ့ကျင့်ခန်းပြန်ပြီးတော့ဆင်ခွင့်ရပြီပေါ့နော်အဲဒါပေမဲ့လည်းလို့အတင်းရဲ့လူစင်းတွေမှာသူ့ကိုတကယ်အားကိုးရတဲ့ပလေယာတယောက်ဖြစ်တကယ် key member တယောက်ဖြစ် MOD ကအတိမတ်ပြုမထားဘူးလို့ကျွန်တော်ထင်တယ်ဒါကြောင့်အခုမှပဲ သူ့ကိုအရင်တုန်းကရောင်းချမဲ့ squad ထဲကနေပြန်ခေါ်ထားတာအခုမှအဲ့ဒီတော့ဂလာဒီကစားမကအသင်းကနေထွက်ချင်တယ်ထွက်ချင်တယ်ဆိုတဲ့အနေထားမျိုးမှာ United ရဲ့ဘက်ကလည်းလက်လွတ်ချင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တခုရှိတာကသူ့ကိုခေါ်မဲ့အသင်းကအခုမလိုချင်တာနွေရာသီပြောင်းရွှေ့ချင်မှာပဲသူတို့ဘာသာအေးအေးဆေးဆေးခေါ်ချင်တာပြဿနာကဒီဟိုဇန်နဝါရီပြောင်းရွှေ့မှာခေါ်မယ်ဆိုရင်တော့တန်ကြီးမများဘူးဆိုသူတို့ကတော့ခေါ်သွားချင်တယ်ဆိုတဲ့သဘောပဲကျွန်တော်ကတော့မလာရှီယာလိုဘာလို့ကအသင်းမှာအခုလက်ရှိ MO တွေမှမဟုတ်ဘူးပေါ့နော်နောက်ထပ်နီးပြားတစ်တယောက်ရောက်လာလဲပဲ မလာစီယာတို့လူကစားမတွေကိုကျွန်တော်က first line နဲ့အဖြစ်နဲ့အားကိုးလို့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူး United လိုနေရာမျိုးမှာမာမလာစီယာလိုကစားမမျိုးအတွက်ဘယ်တော့တိုက်ပြီးတော့နေရာရှိတယ်လို့ကျွန်တော်မခံစားရဘူးပေါ့နော်ဒီကစားမတွေကထင်တဲ့လောက်ထိ United ကိုအကျိုးပြုနိုင်တဲ့အနေအထားမျိုးတွေကျွန်တော်မဟုတ်ဘူးဗျာအဲ့ဒီတော့ United အနေနဲ့မလာစီယာကိုဘယ်နည်းပြလက်အောက်မှာပဲဖြစ်ဖြစ်တိုက်ပြီးတော့ ယူနိုက်တက်မှာနေရာပေးတာမျိုးเนาะကျွန်တော်တို့ကမြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့เนาะကစားကွင်တွေဘာတွေရတာမျိုးတွေအဲဒါကြောင့်ကျွန်တော်တို့ကမလာရှီးယားကိုယူနိုက်တက်အနေနဲ့ဇန်နဝါရီပြောင်းရွှေ့မှာရောင်းချဖို့ဂျူးပန်းတင်တယ်လို့ထင်တယ်တကယ်လို့မြန်ဟိုထားပါတော့12တန်းလောက်10တန်းလောက်ဆိုလို့ရှိရင်ကိုပဲယူနိုက်တက်ကလက်လွတ်တင်လင်လို့ထင်ဒါပေမဲ့ကလာတာစာပြီးအဲ့လောက်ပေးပါမလားကိုဒီမလာရှီးယားကိုခေါ်တော့ငါတောင်မှဘလောက်မှမရှိခဲ့ဘူးဘာမှမပေးရဘူးကွနော်ဘာမှမပေးရတဲ့အပြင်ကိုအဲ့ဒီနောက်ပိုင်းမှာကစားမကပူဆိုးလာတယ်။နော်ခြေသွင်းနေပါကြီးလည်းမပြနိုင်ဘူးတိုင်နေပါကြီးလည်းပက်လာတယ်ပေါ့လေ။အဲ့ဒီတော့မလာရှီးယားကိုကျွန်တော်အနေနဲ့ နေရာထပ်ပြီးတော့ပေးဩစိတ်ပါလေဈေးထပ်ပြီးတော့မြင့်တောင်းမှုဆိုတဲ့မျိုးကတော်လေးကိုအခြေအနေနဲ့ပါတယ်ဆိုတော့ကလာရာဆာရီဇန်နဝါရီပြောင်းရွှေ့မှာမာလာဆီယာကိုအရောက်ခေါ်လာမလားကျွန်တော်ကြည့်ရမယ်ယူရိုနေနေရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်